ားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီ Lottery AI by Black ဆိုတဲ့အဲ AI လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်အဲဒီ AI လေးမှာကျွန်တော်တို့ဒီ point order တင်တဲ့နီလန်းလေးတွေအဲတစ်ချက်ရှင်းပြပေးမယ်ပေါ့နော်ထမအောင်ဆုံးနေနဲ့အဲ့တော့ကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်ပေါ့ဗျာဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီလိုပုံစံမျိုးမြင်ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆော့လို့ရတဲ့ပုံစံကကျွန်တော် lucky game ရှိမယ်အဲ ဆက်လော်ထရီရှိမယ်ပေါ့နော်ဆက်လော်ထရီနဲ့ lucky game နှစ်ခုလည်းပဲဆော့လို့ရမယ်ပေါ့နော်ကျန်တဲ့ဟာတွေအောက်ကဒီ jelly တို့ပါတို့တခုမှဆော့လို့မရပါဘူးခင်ဗျာအတော့ကျွန်တော်ဆော့လို့ရတဲ့ဟာကဒီဟာနဲ့ကျွန်တော်တို့ဒီဟာပေါ့နော်ကျွန်တော် lucky game နဲ့ lucky game AI နဲ့ကျွန်တော်တို့ဆက်လော်ထရီ win go 1 minute AI ပေါ့နော်အဲ့ဒါလေးတွေဆော့လို့ရမယ်ပေါ့နော်အဲကျွန်တော်ကဒီ point order တင်တဲ့နီလန်ကိုပြပြမှာဆိုတော့ကျွန်တော်တို့ဒီအပေါ်ကိုချက်ကြည့်လိုက်မယ်နော်ဒီအပေါ်မှာဆိုလို့ရှိရင်ဘာသာတို့ကအကောလုံး0တွေဖြစ်နေလိမ့်မယ်ပေါ့နော်ဘာသာတို့အခုမှ software ကို install တင်မှာဆိုလို့ရှိရင်ပေါ့နော် ဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ပေးရမလဲဆိုတော့ကျွန်တော်ချက်ပြမယ်နော်ဒီနေရာလေးကိုတစ်ချက်ဝင်လိုက်ပါတော့ဒီမှာကျွန်တော်2000ဆိုပြီးပုံနေနေရပါတော့အဲ့လေးကိုတစ်ချက်နှိပ်လိုက်နော်ဘယ်ဘယ်မှလိုက်ကြည့်နေကြရမလို့အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုပုံစံမျိုးမြင်ရမယ်ပေါ့နော်မြင်ရလို့ရှိရင်အဲ तू ကလုပ်ပေးထားတဲ့ပုံစံက2မျိုးရှိပါတယ်ပေါ့နော်အဲ့2မျိုးကဘယ်လိုပုံစံမျိုးလဲဆိုတာကိုကျွန်တော်ရှင်းပြပါမယ်အခုမှပထမဦးဆုံးပေါ့နော်စားဆုံးမဲ့လူတွေအတွက်ကိုအဲ point 1000ပေါ့နော် point 1000အလကားပေးထားပါတယ် နောက်ပိုင်းဆိုရင်တော့ point ရဝယ်ရမှာเนาะတထောင်အလကားပေးတယ်အဲ့တထောင်ဘယ်လိုအလကားယူရမလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပြမယ်เนาะ point တထောင်ယူဖို့အတွက်အဲဒီနားကကျွန်တော်ဒီမှာသူ link လေးထည့်ပေးထားတယ်ပေါ့เนาะအဲ့ link လေးကိုနှိပ်ပြီးတော့သူ့ရဲ့ Telegram group လေးကိုအရင်ဆုံး join ပေးရမှာဖြစ်ပါတယ်ပေါ့เนาะ Telegram group လေးကို join ပေးပါပြီဆိုတာနဲ့ဘာသာလုပ်ကိုအဲဘယ်လိုပြရမလဲဘာသာလုပ်ရဲ့ဖုန်းထဲကို तू က point တထောင်ထည့်ပြီးမှာအဲ့တော့အဲ့လိုမထည့်ခင်အတွက်ကိုကဘာဆော့မှာလဲပေါ့เนาะ lucky game ဆော့မှာလား silver die ဆော့မှာလားဘယ်သူလက်အောက် member ဖြစ်ဖြစ် ကိုရဲ့ gain account ထဲမှာငွေရှိရဲဆိုတဲ့အကြောင်းကိုသူ့ secondary shot ရိုက်ပြီးတော့ပို့ပေးရမှာဖြစ်ပါတယ်။အဲ့လို secondary shot ရိုက်ပို့မှာ radar ကိုတထောင်ထည့်ပေးမှာပါ။အဲဘသူရဲ့လက်အောက်မှာမှာဖြစ်ဖြစ်နော်ကျွန်တော်ပြောပြပါရင်နော်ဘသူရဲ့လက်အောက်မှာမှာဖြစ်ဖြစ်ဘသူမဆိုပဲနော် point တထောင်အလကားရမှာဖြစ်ပါတယ်။အဲ့တော့ကိုကစမ်းကျင်တယ်ဆိုလို့ရှိရင်အဲကိုအခုဖွင့်ထားတယ်ပေါ့နော်ဘသူရဲ့လက်အောက်မှာဖြစ်ဖြစ်ဗျာအဲ့လိုကိုကဖွင့်ထားတဲ့ account ထဲကိုငွေထည့်ပေးလိုက်ပါ။ငွေထည့်ပေးလိုက်ဆိုလို့ရှိရင် secondary shot ရိုက်လိုက်ပါ။ရိုက်ပြီးသွားပြီဆိုသူ့ရဲ့ telegram account ကိုသွားပို့ပေးပေါ့နော်။သွားပို့ပေးပြီဆိုတာနဲ့ ာသားတို့ကအဲဒီနေရာမှာ order တင်လို့ရပြီပေါ့နော် order တင်ထားပြီဆိုတာနဲ့ तू က point ကိုထည့်ပေးမှဖြစ်ပါတယ်ပေါ့နော် order တင်တဲ့ order တင်တဲ့နေကိုကျွန်တော်ပြပြမယ်နော်ကိုကအခုအဲ point 1000အလကားယူမဲ့လူတွေအတွက်ရှားကြည့်မယ်နော် point 1000အလကားယူမဲ့ဆိုလို့ရှင်အဲဒီဘွာလေးပေါ့နော် app နာဟာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ပုံလေးပေါ့နော်ပုံလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးွားပြီဆိုတာနဲ့ဘာသားတို့အမ်ဖုန်းထဲမှာရှိတဲ့16 shot တခုခုပေါ့နော်ကြိုက်တဲ့16 shot ဗျာအမ်ကိုဖုန်းဝေဖြည့်ထားတဲ့16 shot လည်းရတယ် ါမှမဟုတ်တခြားသောပုံတစ်ခုခုလည်းရတယ်ပေါ့နော်အဲ့ပုံလေးကိုအဲဒီနေရာမှာတစ်ချက်ထည့်လိုက်ပေါ့နော်ကျွန်တော်အဲ့တော့ကျွန်တော်ပုံလေးကျွန်တော်ထည့်လိုက်မယ်နော်ခဏလေးပါဟုတ်ပြီနော်ကျွန်တော်ဖိုင်ထည့်လိုက်ပြီဆို file is upload ဆိုပြီးသူပြတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူပြီးသွားပြီပေါ့နော်အဲဒီမှာကြည့်လားကျွန်တော်ရဲ့ပုံလေးဒီနားမှာပေါ်သွားပြီပေါ့နော်ဒါကကျွန်တော် point တစ်ထောင်အလကားယူမဲ့လူတွေအတွက်ကိုကျွန်တော်ပြပြတာဖြစ်ပါတယ်ပေါ့နော်တစ်ထောင်အလကားယူမဲ့လူတွေကအဲ့ဒါကိုဒီလိုပုံလေးကိုတစ်ချက်ထည့်ပါအဲဒီပေါ်ဖုန်းနံပါတ်ဒီပိုင်းငွေလွှဲစရာမလိုဘူးနော်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်တို့ ဒီမှာရှိတဲ့ where you me ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပေါ့ဗျာဒါဆိုလို့ရှင်သူကဗျာသားတို့ကို point 1000အလကားတိတိထည့်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့လို order တင်ပြီးွားပြီဆိုလို့ရှင်ကျွန်တော်တို့ Telegram account ကိုသွားဒီမှာ order တင်ထားရဲ့ဆိုအကြောင်းကိုသွားပြောလိုက်ပေါ့နော်သွားပြောလိုက်လို့ရှင်သူ1000ထည့်ပေးလိမ့်မယ်နော်ဒါကကျွန်တော်တို့ point 1000အလကားလုချင်တဲ့လူတွေအတွက်ကိုပြပြတာဖြစ်ပါတယ်အဲအဲ့1000တော့ဘာလို့မဆိုယူလို့ရတယ်ပေါ့ဗျာတကယ်လို့ကိုက point 1000ယူလို့သုံးလို့ကုန်သွားပြီထက်လဲဆော့ချင်သေးတယ်ဆိုဘယ်လိုလုပ်ရမလဲဆိုတော့ point ရဝယ်ရတော့မယ်ဒီချိန်မှာဆိုလို့ရှင် နော် point ဝင်ရအောင်မယ်ဆိုတော့ဘယ်လိုဝင်ရမလဲဆိုတော့အခုဒီနေရာကိုရောက်ပြီဆိုရင်ဒီမှာတွေ့လား तू KB နံပါတ်ပေးတယ် Women နံပါတ်တွေပေးထားတယ်အင်းအဲ့မှာကိုကဘာနဲ့ငွေလွှဲမှာလဲကိုကလွှဲမှာက KB နဲ့လွှဲမှာလား Women နဲ့လွှဲမှာလား Women နဲ့လွှဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဘေးမှာရှိတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျာနှိပ်လိုက်လို့ရှိရင်အဲ့မှာ copy visa ဖြစ်သွားပြီမြင်လားတော့မသိနော် copy visa ဖြစ်သွားပြီမဖုံးတဲ့ဘက်ပါတစ်ခါလေးပို့တယ်နော် copy visa ဖြစ်သွားပြီဆိုလို့ရှိရင်ကိုကငွေသွားလွှဲငွေလွှဲပြီးသွားပြီဆိုလို့ရှိရင်အငွေလွှဲထားတဲ့ပြည်စာကို အဲစိတ်လိုက်ပေါ့နော်စိတ်ရင်စိတ်မစိတ်ရင်စက္ကူနီကျော်ရိုက်လိုက်ပါရိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာအငွေလဲပြည်တာအစ်စ်ကိုထည့်ရမှာနော်ဝယ်ခြင်းတဲ့လူကအစ်စ်ထည့်ပါတကယ်လို့ပထမဦးဆုံးအလကားပေးတယ်တထောင်လိုချင်တယ်ဆိုရင်ကြိုက်တဲ့ပုံထည့်လို့ရတယ်အတထောင်ကတစ်ခါပဲရမယ်နော်အတော့တရားကိုတထောင်ပဲရမှာနော်နောက်တစ်ခါထပ်ဝယ်မယ်ဆိုလို့ရှိရင်အကိုကိုငွေလွှဲထားတဲ့ပြည်စာကိုဒီမှာထည့်နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်အဲဒီမှာသူပေးထားတယ်ပုံနော်2000ကနေစဝယ်လို့ရပါတယ်2000 3000 4000 5000 1000ပေါ့နော် 2000ကနေပြီးတော့2000အထိကို point ဝယ်လို့ရပါဖြစ်ပါတယ်။ကိုက point ဘယ်လောက်လိုချင်လဲ။အဲဥပမာကျွန်တော် point 2000လိုချင်တယ်ပဲထားပါအောင်ဗျာ။အဲ့တော့ကျွန်တော်တို့ဒီ point 2000ကိုတစ်ချက်နှိပ်လိုက်မှာပေါ့ဗျာ။အဲဒါဆိုဒီမှာဒီမှာ2000ဖြစ်သွားပြီပေါ့နော်။2000ဖြစ်သွားပြီဆိုလို့ရှိရင်အဲဒီဖုန်းနံပါတ်ကို copy ယူကိုငွေလိုချင်တဲ့ဖုန်းနံပါတ် copy ယူနော်။ယူပြီးပါပြီဆိုလို့ရှိရင်ငွေသွားလွှဲလွှဲပြီးပါပြီဆိုအဲငွေလွှဲပြီးတာကို save save ပြီးပါလို့ရှိရင်ဒီနေရာမှာအဲ့ဒီငွေလွှဲပြီးတာကိုထည့်လိုက်ဗျာ။ထည့်ပြီးပါပြီဆိုလို့ရှိရင်ဒီမှာဝယ်ယူမည်ဆိုတဲ့စာသားကိုတစ်ချက်နှိပ်လိုက်ပါ။အဲ့တော့ကျွန်တော်နှိပ်ပြမယ်နော်။ ကဲနှိပ်လိုက်ပြီဗျာဒါဆိုလို့ရှိရင် तू ကဒီမှာ point order တင်လိုက်ပါဒီခဏစောင့်ပါလို့ပြောတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တောင်းချက် wait ဖြစ်တဲ့ order တင်ထားပါလို့ तू ပြောပါတယ်ဒါဆိုရင်ဒီမှာဖုန်းပါပေါ့နော်အချိန်တွေပါပါတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင် browser ကခဏစောင့်လိုက်ပါခဏစောင့်လိုက်လို့ရှိရင် browser ရဲ့ဖုန်းထဲကို point ဒီလိုပုံစံမျိုး2000ဆိုပြီးတော့ရောက်ရှိလာမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ point ဝယ်တဲ့နည်းလမ်းဖြစ်ပါတယ်တကယ်လို့ကိုက point ကကိုယ့်တင်မှာ2000ကရောက်နေပြီဘလို့ဂိမ်းနဲ့ဝင်လို့ဝင်ရမှာလည်းမသိဘူးမသုံးမှလည်းမသုံးတတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြပြမယ်နော် ဒီမှာကျွန်တော်အချိန်လေးဆိုအချိန်ဆိုပါတယ်เนาะအဲ့အချိန်ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ဒီမှာပေါ့เนาะကျွန်တော်တို့ပထမအဦးဆုံး point တထောင်အလကားထည့်ပေးထားတဲ့ဟာကိုဒီမှာလဲမယ်ဆိုလို့ရှိရင်တနိုင်နဲ့2မိနစ်တတိတုံးနေရမှာဖြစ်ပါတယ်တကယ်လို့ point 2000ပေါ့เนาะကိုက point 2000ဝယ်ထားရဆိုလို့ရှိရင်ဒီမှာ2နိုင်နဲ့2မိနစ်ပေါ့เนาะဒီမှာ9လောက်ဆိုလို့ရှိရင်9နိုင်နဲ့2မိနစ်အမ်ဒါတူကမိနစ်နဲ့တူပေါ့เนาะကိုက၄ချင်းနဲ့ကိုက၄ချင်းနဲ့တော့ဒီဟာလေးတွေကိုတစ်ချက်နှိပ်လိုက်တယ်ရတယ်เนาะကျွန်တော်ကတော့မလဲပြတော့ကျွန်တော်ကမိနစ်တွေရှိတယ်ဆိုတော့ကျွန်တော်မနှိပ်ပြတော့ဘူး ကယ်လီဝမ်ကောက်ကိုကျွန်တော်တို့အဲ point ဝယ်တာပဲဖြစ်ဖြစ်အလကားလုချင်တာပဲဖြစ်ဖြစ်ဒီကောက်ကိုဆက်တွယ်ပေါ့နော်ဆက်တွယ်ပြီးတော့သွားမေးပါအဲ point ရအလကားလုချင်တယ်ဆိုလို့ရှိရင်ကိုရဲ့ငွေသွင်းထားတဲ့အကောက်ကိုကောက်တယ်ကိုငွေသွင်းထားတဲ့ဆိုတဲ့ဟာလေးကို second shot လေးရိုက်ပြီးသူ့ကိုသွားပြပါနောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ point ရဝယ်ထားတယ်ဆိုလို့ရှိရင်လည်းအဲကျွန်တော် point ဝယ်ထားတယ်ဆိုတော့အကြောင်းကိုသွားပြောပြပါပေါ့နော်ဒါမှသူ့ဘက်ကမြန်မြန်ဆန်ဆန်ထည့်ပြီးမှရိုင်းဆိုလို့ရှိရင်နည်းနည်းပါးပါးစစ်ကောက်အောင်ပဲပေါ့နော်အဲဒါကြောင့်မို့လို့ပါဆိုတော့ အဲဒီဗီဒီယိုလေးကတော့ကျွန်တော် point ဝယ်တဲ့နီလန်ကိုရှင်းပြရဖြစ်ပါတယ်အဲတေချာလေးရှင်းပြပေးတယ်နော်အဲ့တော့နားမလည်ဘူးဆိုလို့ရှင်နောက်တစ်ခါတော့ပြန်ကြည့်ပါအဲ့တော့အားလုံးပဲအဆင်ပြေမယ်ထင်ပါတယ်အားလုံးပဲဗိုက်ပါခင်ဗျ